မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ရန်ငယ်မိတ်ဆွေတွေဆရာကဒီနေ့မှာတော့နောက်ဆုံးပိတ်အိတ်နယ်လွယ်2025ခုနှစ်6လပိုင်းဇွန်လဇန်နီသားသမီးမိတ်ဆွေတွေတလစာရှောင်းရန်ဆောင်ရန်အတွက်ကံကြမ္မာဟောစရမ်းနဲ့တလတာအချင်းကိုဆရာကဟောကြားပေးมาဖြစ်တဲ့အတွက်ဥစွာပထမဇန်နီသားသမီးမိတ်ဆွေအားလုံးဘေးပြာမှန်တယ်များဝေးကွာလို့အဆက်ဆက်အရရအစင်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာဖို့ဆုတောင်းထောပနာပြုတာလိုက်ပါတယ်ဒီ2025ခုနှစ်6လပိုင်းတွင်မှာ မိတ်ဆွေစနေသားသမီးတွေမိတ်ဆွေတို့ရဲ့ယင်ထဲမှာ အရာရာကိုအမဖြစ်ပေါ်လာသေးသောကိစ္စလေးတွေမဖြစ်လာသေးတဲ့ကိစ္စလေးတွေမှာစိုးရိမ်ပူပန်မှုလေးတွေများနေတယ်မိတ်ဆွေစနေသားသမီးတွေဒီမဖြစ်လာသေးတဲ့ကိစ္စတွေကိုအရင်ကြီးစိုးရိမ်ပူပန်နေတာမျိုးတက်လျှော့ပြီးပါ အရန်ကြီးမပူပါနဲ့အရန်ကြီးပူတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲမိမိရဲ့ကံဟာနည်းနည်းလေးဟိုဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အဲလိုတာထပ်ပူပြီးမစိုးရိမ်ပါနဲ့လှုပ်ရှားရှိတဲ့အလုပ်တွေဖြစ်ရှားရှိတဲ့အလုပ်တွေဟာလုံနိုင်လို့ရှိရင်ချက်ချင်းထားလုပ်လိုက်ပါဒါပေမဲ့မိတ်ဆွေတို့ရဲ့ကံဟာ အဲပူပန်နေတာမျိုးဆိုရင်ကိုကိုကို confident နေပျောက်လာတာမျိုးအဲစိုးရိမ်ပူပန်မှုတွေရရှိတဲ့ confident နေရော့ကျလာတာမျိုးကိုကိုကိုယုံကြည်မှုတွေပျောက်ဆုံးလာတာမျိုးတွေကြောင်းမိတ်ဆွေတို့တေချာတဲ့ဆရာပြောရတာကတော့ဒီ2025လျှောက်လာပိုင်းဟာစနေသားသမီးတွေအတွက်လက်ရှိရှိနေတဲ့အနေအထားတစ်ခုကနေနိုင်ကြသွားနိုင်စရာစိုးရိမ်ရတဲ့အနေအထားတစ်ခုဘာမှမတွေ့ရတဲ့အတွက်ဘာလို့ဖြစ်ဖြစ်ပုံမှန်အတိုင်းလှုပ်လှုပ်တိုးချက်လှုပ်လှုပ်အကောင့်ဘက်ကိုပဲစဉ်းစားပါပြဿနာကိစ္စအခက်အခဲတွေပေါ်လာတဲ့အခါမှာဖြည့်ချင်းစဉ်းစားပါ ဒါပေမဲ့စဉ်းစားရင်းနဲ့အတွေ့အကြုံပူလာတယ်ဆိုတော့ဒါစဉ်းစားရင်းနဲ့ပြဿနာကိစ္စတွေကို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 ယုံကြည်ချက်ကွန်ဖီဒန့်တွေမပြပါနဲ့စနေဆိုတဲ့အတိုင်းပဲစနေရဲ့တတ်ဘောကမာတယ်မျက်နှာမာတယ်မာနာကြီးတယ်ရုပ်တည်တယ်ဆိုတဲ့သဘောအတိုင်းပဲစိတ်ဆက်တယ်ဆိုတဲ့အတိုင်းဘာကိုဖြစ်ဖြစ်တိတိကျကျလှုပ်ဆောင်မှာရဲဝံ့နဲ့အောင်မြင်ပါလိမ့်မယ်ရှိနေတဲ့နေရာရောက်ချိနေတဲ့အနေအထားအနေတော့ဒီထက်နှိမ့်ချသွားနိုင်စရာဘာမှမရှိပါဘူးဒါကြောင့်လုပ်ငန်းကိုင်ငန်းအလုပ်ကိစ္စနဲ့ပတ်သက်လို့ဘာပဲလုပ်လို့အခက်အခဲကြုံနေသူတွေအစမပြေတာတွေ ကြုံတွေ့နေရတဲ့မိဆွေစနေသားသမီးများဟိုကတော့ဒီလတာတော့ဒီမှာဆိုရင်အဲငကိုကခက်ခဲသူတွေအဆင်မပြေသူများအနေနဲ့ဒီကာလအတွင်းမှာတကယ်ကိုအပြောင်းအလဲနဲ့ကန်ဆန်းမှုနဲ့ changes လုပ်ပြီးတော့လုပ်တဲ့နေဘာကိုဖြစ်ဖြစ် အဲဆနာလိုအငကွားမှာအဆင်မပြေတာဆိုတော့အဆင်မပြေတာကိုပုံမှုပြီးတော့အဆင်ပြေအောင်အားသာအောင်ဘာကိုဖြစ်ဖြစ်အပြောင်းလဲနဲ့ကံတရားကိုကစားတင်တော့လာဖြစ်ပြီးတော့ရွာမှာပြောင်းသူကောင်းမဖြစ်ဆိုတာမျိုးငကိုကဒါလေးရောင်းနေတဲ့အခါမှာဒီလုပ်ငန်းလေးလုပ်နေတဲ့အခါမှာအဆင်မပြေဘူးဆိုရင်နောက်တစ်လုပ်လေးကို change ဆက်လုပ်လိုက်တာမျိုးတွေဟာပို့ပြီးတော့မိတ်ဆွေတို့အတွက်လုပ်ငန်းတဲ့အလုပ်တွေအခွင့်အရေးတွေကိုရှားပွေတွေးရှိနိုင်တယ်ဆိုတော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်ကြမ်းပါကြီး ငဘူကကြမ်းမာရင်ညံ့နေတော့ဇနီးသားသမီးမိတ်ဆွေများအဖို့ငဘူကယောဂနဲ့ပတ်သက်ပြီးတော့ခံစားနေရတာမျိုးတွေဒီကာလမှာချစ်တို့ဆောင်ရလှုပ်ဆောင်တဲ့နေဆရာကောင်းတမားကောင်းတွေအဲ တွေ့ရှိပြီးတဲ့အခါစေဝါပြောင်းလဲဆရာပြောင်းလဲနေကုသလိုက်တဲ့အခါမိစ္ဆာတို့ရဲ့ငကောကညံ့နေတော့သူ့မဟုတ်ဝေဒနာခံစားရတဲ့အရာတွေတော့မှအကောင်းဘက်ကိုဂျိမ့်သေးပေါ့ဥတီလာမှဖြစ်တဲ့အတွက်စေဝါကောင်းဆရာသမားကောင်းတွေရဲ့အကူအညီရရှိတတ်တယ်လို့အကူအညီထောက်ကူတွေရရှိတတ်တယ်ငကောက operation ကိစ္စတွေရေးကြည့်တဲ့ကိစ္စတွေလှုပ်ဆောင်မှုဆိုရင်ဒီကလာဟာရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဂျိမ့်သေးရရှိမဲ့လာဖြစ်တာကတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိစ္ဆာတို့အနေနဲ့လုပ်ငန်းကိစ္စ အလုတ်ကိစ္စနဲ့ပတ်သက်လာတဲ့ခါကျရင်မိတ်ဆွေတို့ရဲ့ယင်ထဲမှာအေးချမ်းမှုတွေငြိမ်းချမ်းမှုတွေအလိုရှိနေတဲ့ မိသားစုအိမ်သွင်းရေးနဲ့ပတ်သက်လာရင်အဆင်ပြေခြင်းနဲ့စိတ်တွေအဲငဘောကပတ်စံမရှိရင်တော်ပါစီပြီမိသားစုနဲ့ပတ်သက်ပြီးတော့တုံးနဲ့တူတယောက်နဲ့တယောက်စီစီလုံးလုံးလေးဖြစ်ရှင်တာမျိုးအေးအေးချမ်းချမ်းလေးဖြစ်ရှင်တာမျိုးလေးကြီးကြုံရတတ်တဲ့အတွက်မိသားစုကိစ္စအိမ်သွင်းရေးကိစ္စလေးတွေငဘောကနားလည်မှုလွဲနေတာမျိုးလေးတွေဆွေမျိုးသားချင်းအမွေကိစ္စအမှုကိစ္စလေးတွေမှာပြဿနာပဋိပက္ခလေးတွေကြုံနေရတဲ့မိတ်ဆွေများကိုဒီကာလမှာစီလုံးချင်းဒီအင်အားဆိုတဲ့အတိုင်းပဲတယောက်နဲ့တယောက်တူးနဲ့တူးညှင်းညီနိုင်နိုင်ဆောင်ရွက်ပြီးတော့ကိုကချီတို့ဆောင်ရွက်လှုပ်ဆောင်ရင်အေးချမ်းချင်းနဲ့ငြိမ်းချမ်းချင်းကိုကိုစားပြီးတော့လာဖြစ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေ ကိုကဒီကလာမှာရန်သူကိုတောင်ကိုယ့်ဘက်ကဥစွာမေတ္တာထားပြုံးပြထားလို့ရှိရင်မိษွေတို့အနေနဲ့အခက်အခဲတွေရန်သူတွေရနေပြီးတော့ကြွေစင်းပြီးတော့အရန်ခင်မင်တဲ့သူအဖြစ်သို့မဟုတ်မိษွေကောင်းတယောက်အဖြစ်ကိုရရှိလာမှာဖြစ်တဲ့အတွက်စီတိုးဆောင်ရလို့ဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်တော်လာဖြစ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့လက်ထဲမှာလူမြင်တဲ့ငွေတွေမမြဲတတ်ဘူးငွေကြီးနဲ့ပတ်သက်ရင်ငွေမရှိပါနဲ့မငားပါနဲ့အဲတေချာတဲ့မိษွေရှိရမျိုးငားရမျိုးလေးတွေမှာ ကိုယ့်ရဲ့ငွေနဲ့ကိုတောင်းဝခတ်တာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်စေတနာတွေဝေဒနာဖြစ်တာမျိုးချီတာငါတာလေးတွေကြောင့်ကိုယ့်ငွေနဲ့ကိုအတောင်းခတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့ရဲ့ငွေကြီးကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်လက်ထက်မှာဒီလဟာလူများကိုယ့်ချီမှာရှိနေတဲ့ငွေကိုသူများမြင်ရင်ကိုမမြဲတတ်တော့လားလူမြင်မခံနဲ့လားငွေကြီးနဲ့ပတ်သက်ရင်အဲ တူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝဆောင်ရွက်တဲ့နဲ့ကို့မှာရှိတဲ့အကြောင်းကိုသူများမြင်ရင်သူ့မဟုတ်သူများကိုပြမြင်ရင်သူများကိုတွေးမြင်အဲ့ဒီငွေဟာမမြဲတာမျိုးလေးတွေအကြောင်းအရာမျိုးစုံနဲ့အဲကိစ္စတစ်ခုမဟုတ်တစ်ခုနဲ့ပေါ်လာပြီးတော့အကုန်ကြလေးတွေများရတတ်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့ရှင်ငွေကြီးကံဟာဒီလာတာတော့ပြန်မှာဆိုရင်အဲတူတူတိတ်တိတ်နဲ့ဆောင်ရွက်ပါရှိနေတဲ့အရာကိုလူမြင်ခန္ဓာမျိုးလေးတွေလူသိခန္ဓာမျိုးလေးတွေကြွားလာမျိုးလေးတွေဆိုတိကျတဲ့ချင်းတွေမမြဲတက်တော့လာဖြစ်တဲ့အတွက်အမြင်မခံပါနဲ့ဘာကိုဖြစ်ဖြစ်ရှိနေတာကိုမသိစေနဲ့ ဒါပို့ပြီးတော့ကောင်းမွန်နေဆိုတဲ့ကာလဖြစ်တယ်ပတ်စံပြောက်တာမျိုးတွေ တခိုးခိုးခံရတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လို့အလိန်ညာခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားပါငွေမရှိပါနဲ့ငွေရှိရင်သိကြတဲ့ဆုံးငယ်တော့မပြောပေမဲ့တောင်းဝအင်မတန်ခက်ခဲတတ်တဲ့လာဖြစ်တဲ့အတွက်သတိထားစင်ရမှာအလှကုန်ပစ္စည်းလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်ပါတယ်အလုပ်လုပ်ငန်းရရန်ကိုင်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအပြိုင်ဆိုင်တွေပေါ်လာတတ်တယ်အထူးသဖြင့်လုပ်ငန်းတူတွေအလုပ်နဲ့ပတ်သက်ရင်ဘာလို့ဖြစ်ဖြစ်ကိုယ့်ကိုလိုက်ပြိုင်ဆိုင်နေတာမျိုးလုပ်ငန်းနဲ့ပတ်သက်ရင်ကိုယ့်ကိုမနာလိုနေတာမျိုးနေထိုင်နေတဲ့ကိုယ့်ကိုအပြိုင်ဆိုင်တွေပေါ်တတ်တဲ့အတွက်လုပ်ငန်းတူအလုပ်တူတွေနဲ့ ပတ်သက်လာရင်တော့သတိပြုစင်ကျင်ရမယ်အဲသူတို့ကြွေးတဲ့အစားအစာလေးမှာသတိထားစင်ကျင်ရမယ်ဓာတ်ပုံတို့အင်ဂျီတို့အဝတ်အစားတို့အဲဆွမ်းနာလို့ပေါ့မယူဆောင်တင်ပါဘူးသတိထားစင်ကျင်ပြီးတော့လှုပ်ဆောင်တင်တော့လာဖြစ်ပြီးတော့အလုတ်ပြိုင်လုပ်ငန်းပြိုင်နဲ့ကြုံလာတတ်တယ်ကိုယ်ပိုင်လုပ်ငန်းလုပ်လုပ်နေတော့မိတ်ဆွေများဖို့ဆိုရင်ကိုကိုလုပ်ငန်းနဲ့ပတ်သက်ပြီးအလုပ်တူလုပ်ငန်းတူတွေကကိုကိုမနာလိုလို့အပြိုင်ဆိုင်အတိုက်ခိုက်တင်မျိုးတွေနဲ့ကြုံရတာမျိုး magician ဆိုတော့ lucky ပညာအတက်ပညာတွေစုံပညာအတက်ပညာတွေနဲ့ကိုရဲ့လုပ်ငန်းကိုအဆင်မပြေအောင်ကြံ့ကြအောင် ခုခေတ်လူတွေကလည်းခတ်တယ်ဗျာနော်တိုက်ခိုက်ပြူစားတတ်တဲ့အတွက်တော့သတိထားစင်ကြင်ပြီးကိုလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေစိတ်ညစ်စရာလေးတွေကိုပဲဆရာဥစွာတစ်ခါလေးပြောလိုက်ပါမယ်ကျင်းစီပေါ့စနေသားသမီးတွေကဒီရဲ့လျှောက်လာပိုင်းတွင်မှာဆိုရင်လုပ်ငန်းပြရင်လုပ်ပြရင်ပေါ်တတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်လူမြင်ခံလို့မရဘူးဒါအပြင်သားသမီးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများကြီးတတ်တယ်အဲထို့အပြင်အိမ်အောင်ကနဲ့ပတ်သက်ပြီးတော့နော်အိမ်အောင်ကြီးနဲ့ပတ်သက်လာပြီးတဲ့အခါအိမ်အောင်ဘက်ရဲ့ စိတ်ပင်ပန်းမှုတွေနဲ့နည်းနည်းကြုံတွေ့ရတတ်တယ်အိမ်ကောင်ကြီးနဲ့ပတ်သက်လာရင်တူဦးကဒါဆိုရင်တူဦးကဟိုကဖြစ်လာမျိုးမိမိအိမ်ကောင်ဘက်မသိအောင်တူဦးကလှုပ်ထားသောငွေကြီးကိစ္စလေးတွေရှိလာတဲ့အခါမှာဒီရာကိုအရှိပြုပြီးပြဿနာအခြေတင်လေးတွေညင်ရတာမျိုးကိုကဒီလိုမြင်ရင်တယောက်ကဒါဆိုရင်ကိုကဒါဆိုရင်မိမိရဲ့အိမ်ကောင်ဘက်ကဟိုကဖြစ်နေတာမျိုးကိုကဟိုကဆိုရင်ဒါဖြစ်နေတာမျိုးမိမိအိမ်ကောင်ဘက်ကဒီလိုမျိုးတွေကြုံရတဲ့အတွက်တော့ဒီအချက်လေးတွေကိုတော့မိတ်ဆွေတို့တတိထားဆင်ကျင်ရအတွက်တော့လိုအပ်ပါတယ်ဒါကြောင့်မြင့်ရင်နိုင်နိုင်နဲ့ပြပြလေးလေးဆောင်ရွက်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာနော်လူယုံမလွယ်ပါနဲ့လူလိန်ခံရတတ်ပါ တယ်ရွှေအဝင်မတော်ပါဘူးတို့အပြင်မိတ်ဆွေတို့နည်းရွှေနဲ့ပတ်သက်ပြီးတဲ့အခါအအဝင်မတော်ပါဘူးမိမိအမိကိုအကြောင်းပြပြီးလူအဝင်မတော်ပါဘူးအကယ်၍လူဝင်လာမယ်ဆိုရင်ရွှေထွက်ပြီးတာမျိုးလုပ်ပေးဖို့လိုပါတယ်ဒါလေးကိုသတိထားပါတကယ်လို့ညာအိမ်ညာနဲ့မိမိမိသားစုတွေမှာလူဝင်လာမယ်ဆိုရင်အထူးသဖြင့်ဗုဒ္ဓဖူးတို့စန္ဒေသာသမီးတို့ထတ်ချိနေတယ်ဆိုရင်တော့ရွှေလေးကိုဇတိပေါင်တာမျိုးရောင်းတာမျိုးလုပ်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတွက်ဒီမှာအကျိုးပေးသောလုပ်ငန်းတွေ စနေသားသမီးမိတ်ဆွေတွေနဲ့ဒီနောက်25ရှောက်လာပိုင်းတွင်မှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါစေ။ဒီလာတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတဲ့အလုပ်တွေစတင်လှုပ်ဆောင်ရအတွက်အားသာကောင်းမွန်တိုးတက်နိုင်တဲ့အထူးသဖြင့်အများနဲ့ပတ်သက်သောလုပ်ငန်းတွေအပွဲစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေစောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေတန်တွတ်တဲ့အစရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေတော့အပွဲစည်းအသင်းအဖွဲ့အများနဲ့ပတ်သက်တာတွေအပြောဆိုနဲ့ပတ်သက်သောလုပ်ငန်းတွေပညာရေးဆိုင်ရာလုပ်ငန်း ဘာသာရေးဆိုင်ရာလုပ်ငန်းဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေချိတူဆောင်ရလုပ်ဆောင်လို့ရတယ်လို့အထယ်လေးထီထီဖက်နဲ့အဆရှိတဲ့လုပ်ငန်းတွေစားတောက်ကုန်စံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေဆက်တူလုပ်ငန်းတွေအစုဆေးရငွေကြီးတွေနဲ့ပတ်သက်တာတွေ ်ခြေတူဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းကောင်းမှုခြင်းတွေတိုးတက်ခြင်းတွေဂျင်းတီပေါ့ရရှိမဲ့ကာလဖြစ်တယ်။စနေသားသမီးမိတ်ဆွေများသားသမီးတပည့်လက်သားလက်အောက်ငယ်သားဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါဟာအားသာကောင်းမှုပြီးတော့စိတ်ချမ်းသာစရာပေါ့။မိမိရဲ့မိသားစုဝင်အတွင်းမှာသားသမီးရှိတဲ့အခါပညာရေးနဲ့ပတ်သက်လို့ scholarship လျှောက်တာမျိုးတို့သို့မဟုတ်ပညာရေးနဲ့ပတ်သက်ရင်တရင်ကောင်းနေကောင်းသောတရင်တွေကိုကြားရတတ်သောကာလဖြစ်တယ်။ငကုခမိသားစုဝင်တွေထဲမှာ အမှုကိစ္စဖြစ်နေသူတွေအမွေကိစ္စဖြစ်နေသူတွေအရှုံးအောင်ကိစ္စဖြစ်နေသူမိတ်ဆွေများအဖို့မိမိအနေနဲ့အကြံဉာဏ်ပေးတာမျိုးတို့မဟုတ်ရင်ကုညီဖြည့်ရှင်းဆောင်ရွက်လိုက်ပါမိတ်ဆွေတို့မပြီးမပြတ်ဖြစ်နေတာတွေရက်တန့်နေတဲ့အရာတွေကြောင့်ပြီးပြတ်အောင်ဆောင်ရွက်နိုင်တော့လဖြစ်တာကတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့ ရင်ဆက်ပစ္စည်းတွေအပြည့်ဝင်တတ်တယ်လက်ဆောင်တစိုးလက်ဆောင်ရရှိတာမျိုးကြုံရတတ်တယ်အဝေးမှာရှိတဲ့ဆွေမျိုးသားချင်းသားသမီးတွေအကူအညီတွေတရင်ကောင်းတွေဘာသာရေးဆိုင်ရာဖျားတဲတာတွေတိမ်ဆောက်တာတွေဟာဒါမျိုးတွေထူးထူးခြားခြားကောင်းကောင်းမွန်မွန်နဲ့တကယ်ကိုထိထိရရဆောင်ရရမယ်ကာလဖြစ်ပြီးတော့မိမိတို့မမြင်အပ်တော့အတိတ်ကပဋ္ဌာန်းဆက်ကောင်းပုံကိုကောင်းတွေအကူအညီကိုရရှိတတ်တဲ့အတွက်ဘာသာတရားများများလှုပ်လေမိတ်ဆွေတို့ရဲ့ကံဟာတက်လေဆိုတော့ဘက်ကိုရောက်ရှိနေတာအတိအကျပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကိုက ညီကိုမောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးစိတ်တော့ကပြီးနေတယ်ဆိုရင်တော့ဒီလဟာထူးထူးခြားခြားပဲဆွေမျိုးသားချင်းနဲ့ညီကိုမောင်နှမတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တယ်လို့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရဲ့အကူအညီကိုလည်းရရှိတတ်တော့လဖြစ်ပါတယ်။တစ်ချိန်ကတစ်ခါကကိုကူညီခဲ့ဘူးတော့သို့မဟုတ်ကိုပေးကမ်းခဲ့ဘူးတော့အဲသူတွေကကိုကိုတဖန်ပြန်ပြီးတော့အထောက်အကူပြုတာမျိုးတွေလည်းကြုံရတတ်တော့ကာလဖြစ်တယ်။သို့တော့ခက်ခဲမလို့လို့ညံ့မလို့လို့နဲ့ကံကောင်းမဲ့ကာလဖြစ်တယ်။တနည်းဆိုရရင် ူများအကျိုးလဲအောင်ကိုအကျိုးလဲအောင်စီတော့လုပ်ငန်းတွေကပုံမှုအကျိုးပေးတဲ့ကာလဖြစ်တယ်နိုင်ငံခြားခရီးသွားတဲ့ပတ်သက်တာတွေရှေ့လို့ဆောင်ရွက်လုပ်ဆောင်မှာခရီးသွားတတ်တယ်ပြည်တွင်းပြည်ပါခရီးသွားတဲ့ပတ်သက်လို့ရှိရင်လည်းဖျားဖို့ခရီးအလဲပါခရီးအပျော်ခရီးတွေတွားရတတ်တယ်ယာဟုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ယာဟုပြောင်းမှုလက်ရှိနေရာအနေပြောင်းရင်ကောင်းမလားလို့စဉ်းစားနေတဲ့မိတ်ဆွေများယာဟုနဲ့ပတ်သက်လို့ရှိရင်ငါအခြားယာဟုတိုးရရင်ကောင်းမလားဆိုတဲ့မိတ်ဆွေများတေချာရှိစီဝေးစဉ်းစားနေတဲ့ ခြေတိုးဆောင်ရလှုပ်ဆောင်လိုက်ပါအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်လက်ရှိရှိနေတဲ့နေရာမှာအပြိုင်ဆိုင်တွေအထက်လူကြီးတွေအကြီးအကဲတွေရဲ့ဖီအားလေးတွေနည်းနည်းငယ်ကြုံနေရတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးမိမိရဲ့အထက်လူကြီးအကြီးအကဲတွေရဲ့စိတ်ပင်ပန်းမှုစိတ်ညစ်စရာပြီးမှုစိတ်ဖိအားပြီးမှုတွေတွေကြုံရတတ်တဲ့အတွက်တော့တတိထားစင်ကြမှာမိမိရဲ့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားများတာမျိုးကတောက်ကဆာဖြစ်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အထက်လူကြီးအကြီးနဲ့ပတ်သက်ရင်ပြောဆိုတဲ့အခါတတိထားပါဆရင်စရာတိတိကြကြလို့ပါ ဘာလို့လဲဆိုတော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ကိုကကိုကိုကြောက်ချတာမျိုးလွဲသုံးစားလုပ်တယ်လို့ဆွဆွဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုသတိပြုစင်ကြင်ရအတွက်တော့လူအကြောင်းထပ်လောင်းပြောချလိုက်ပါရစေလူငယ်တွေအရှိေးမှာတော့တဦးနဲ့တဦးတယောက်နဲ့တယောက်တကြက်ကြက်နဲ့ဖြစ်နေတာမျိုးတွေပြက်သလားဆိုလည်းမပြက်ဘူးလေတိုက်တိုင်းပဲတမီးစားပါလားပဲဘာသာဘေဝါနော်ဟိုဟို ဆိုတော့တော့တယောက်နဲ့တယောက်တူးနဲ့တူးဥတိုးလွန်နေတာမျိုးဥပမာပေးရရင်လေးတိုက်တိုင်းရံဖြစ်နေတာမျိုးပြဿနာတက်နေတာမျိုးတွေကြောင့်မိမိရဲ့အရှိရေးမှာဆိုရင်တော့တူးနဲ့တူးတယောက်နဲ့တယောက်ရံဖြစ်လိုက်ပြန်ရှစ်လိုက်ဆိုတာမျိုးတွေဒီကြုံရတယ်။အိမ်ောင်ပြုစိတ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့မိတ်ဆွေဆက်နေသားသမီးတွေဒီလားဟာလူကြီးမိဘအတိုင်းနဲ့စိတ်ဆက်ခြင်းမျိုးအိမ်ောင်ပြုရန်တိုင်မြင်တာမျိုးတွေဒီပရိပယူစင်ကျင်ပြီးတော့ဆောင်ရွက်ပါ။ဒါပေမဲ့မိမိမှာပဋ္ဌာန်းဆက်တွေပုံကိုယ်ဆွဲတွေတိုက်ဆွဲတွေတိုက်ဆက်တွေဥစ္စာဆွဲတွေတို့မဟုတ်အိမ်ောင်ပြုမယ်ဆိုတာမှာမိမိရဲ့အတိတ်က တော်ဆက်ခဲ့တော်ဆွေမျိုးတွေတို့မဟုတ်အဆက်အဆက်တွေမကြိုက်လို့နှောက်ရက်တိုက်ခိုက်တာမျိုးလေးတွေရိုးရအိတ်တွင်းနဲ့ပတ်သက်တာမျိုးလေးတွေမိမိရဲ့မိဘရိုးရဖားဘက်ရိုးရနှက်ကလေးတွေကညှိုးတာမျိုးတို့မဟုတ်နှက်တွေနဲ့ပတ်သက်ပြီးတော့ဂတိကဝပြုမိတာမျိုးဘာသာရေးဆိုင်ရာတွေမှာဘာလုပ်ပေးမယ်ဘာလုပ်ပေးမယ်ပြောပြီးသတိထားပြီးတော့ပြက်ခဲ့တာမျိုးတွေရိုးရနှက်လေးတွေကိုသတိထားပါညှိုးတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အထူးသတိပြုရန်စင်ညာအတွက်တော့လိုအပ်သောလှဖြစ်ပါတယ် မိမိချက်တော့မြန်လို့တော့သူကိုစနေသားသမီးတွေဖွင့်ပြောနေတာဟာကိုကိုတိုင်မျက်နှာရှင်းဆိုင်ပြီးဖွင့်ပြောတာမျိုးထက်ကြားခံနေလေတယောက်ယောက်ကိုတူဦးအကူညီတောင်းပြီးတော့ဖွင့်ပြောလိုက်ပါဒါတော့မှတစ်ချိန်တစ်ချိန်ထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်ရီစားလူလူဦးလူကျွဲဖက်ဆိုတဲ့အတိုင်းပဲရီစားအရှင်နဲ့ပတ်သက်လာရင်ငွေကြေးချိမာတာအရှင်ရမျက်နှာပွင့်လန်းနိုင်ပြီးငွေကြေးမရှိရင်တော့မင်းကြံစစ်ဖြစ်တယ်ပါတယ်တတိစားစင်ကြီးမှာအပြိုင်ဆိုင်ရှင်နဲ့ပတ်သက်လို့အားနှဲစီတော့လာဖြစ်ပါတယ်ဒီလိုက်တာတော့တွင်မှာအကျိုးပေးစီတော့ အယောင်နေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာအပန်းရောင်တွေမိုးပြရောင်တွေသို့မဟုတ်လို့ရှိရင်အန်ဒီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးထီကန်ဆန်းနာမျိုးမိမိတို့အလူတစ်ခုခုကိုပြုလို့ဆောင်ရွက်ပြီးတဲ့အခါမှာကံကိုဆန်းနာမျိုးဖရဇီတိပိန်ပရဝံနဲ့ပတ်သက်တာမျိုးဖုံးကြီးရဟန်းနေနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တဲ့အခါမျိုးတွေအဆွဲရတဲ့အခါမျိုးတွေကြာလို့ရှိရင်အဲ့ဒီရက်ကိုအကြောင်းပြုပြီးတော့ထီကန်ဆန်းမှာတဦးနဲ့တယောက်တည်းဆန်းမှာဘာလေးတော့ရရင်လုပ်မယ်ဆိုပြီးကံဆန်းကြည့်ပြီးပါကံကောင်းမှုနဲ့အာတာမှုကိုရရှိစေတာအတေရာပဲဖြစ်တယ် အကျိုးပေးသောနေသားအနေနဲ့စနေစနေချင်းတွဲလောက်တာမျိုးအကျိုးပေးတယ်လို့စနေသားသမီးများအနေနဲ့တောက်ကြသားသမီးတို့စနေရက်တို့တောက်ကြရက်တို့မှာအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အဆင်ပြေမှုတွေကိုကျိန်းသေးပါရရှိမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာလာတိုင်းမှာဒီလဟာတရက်၂ရက်၃ရက်၄ရက်ညံ့ပါတယ်လအကုန်28 29 30ညံ့ပါတယ်ကျန်တာအစနဲ့အဆုံးတက်ကလေးညံ့တယ်ကျန်တာကတော့ဘာမှရှိရှိဝေးထူးထူးမရှိပါဘူးအဲအလှပရေးရနဲ့ပတ်သက်လို့ စိတ်တိုင်းမကြတာမျိုးအလားကုန်နဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးဆရာလိုရုပ်ချောခြင်းပဲမြင်ပြင်ရင်မလာတာမျိုးတွေအဲသူမဟုတ်လို့ရှိရင်ပြင်ကမှရုပ်ဆိုးတက်တဲ့လာလည်းဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့အလားပါရရနဲ့ပတ်သက်သူများကိုပြင်တာမျိုးကိုကိုတိုင်းဖန်တီးပေးတာမျိုးကကောင်းပဲမြင်ကိုကိုကိုပြင်ရင်တော့ဒီကြတဲ့ပြင်လေလာကျင်လို့တရောင်တိုက်ရေစည်းကမ်းမျိုးလိုက်ဖြစ်တဲ့အတွက်တော့ဘာလို့ဖြစ်ဖြစ်ကြိုတင်မပြင်စင်လာတာကိုမှုအကောင်းပါလေမထင်မှာဖြစ်ခရီးသွားကိစ္စလေးတွေကြောင့်အခွင့်လန်းကောင်းနေ အပေါင်းတင်ကောင်းနေအကူညီကောင်းနေရရှိတတ်တယ်လို့မိတ်ဆွေရဲ့ညံ့နေတဲ့ကံတွေဟာတိုးတက်လာမှာအတိအကျပဲဖြစ်တယ်မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့ဒီမှာအကျိုးပြီးသောအရာဟာမြောက်ဆူဆူရဖြစ်ပါတယ်စန္တီကအရာကတော့အနောက်ရဖြစ်ပါတယ်အဆက်ဆက်ရရတောက်ကြရက်တို့တောက်ကြသားသမီးတို့တို့မဟုတ်စနေရက်တို့စနေသားသမီးတို့တွဲဖက်လို့ရင်ကံကအာသာကောင်းမှုတိုးတက်နိုင်ပါတဲ့အကျိုးပြီးသောခဏအခရာလေးအနေနဲ့ဆိုရင်တော့၃ခဏ၆ခဏ ရှစ်ကနန်းလေးကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဒီလတာတော်တွင်မှာဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်အရာအောင်မြင်စင်ပြီးတိုးတက်စေရန်အတွက်ဆိုလို့ရှိရင်တော့เนาะမိတ်ဆွေတို့ရဲ့အလုပ်ကိစ္စလုပ်ငန်းကိစ္စလူရကိစ္စကိုပြောဆိုသွားတိုင်ပင်တဲ့အခါမတော်မီမှာမိမိအိမ်ကမျက်စွာဖရားမှာเนาะပေါင်မုတ်သုံးချက်လှူပြီးလူရကိုစုတောင်းသွားရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေအယောင်းတွက်အယောင်းထွက်စေပြီးတော့အယောင်းဝယ်ကောင်းစေရန်အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့တခွားသီးတစ်ခုနဲ့တခွားသီးကိုထိတ်ဖြတ်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကို ထိတွေ့ရိုက်ပုတ်ပြီးတော့ကြောင်းလိုက်ပါကအယောင်းသွဲအယောင်းထွက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရဒီလာတာတော့ဒီမှာတတိထားမှာတော့ရွှေနဲ့ပတ်သက်ပြီးတော့ဝယ်တဲ့အခါမှာရွှေစည်းနဲ့ပတ်သက်ပြီးတော့ဝယ်တဲ့အခါမှာတတိထားပါငွေကြီးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးလေးတွေလူယုံမလွဲပါနဲ့ကျမ်းမာရင်နဲ့ပတ်သက်လာရင်လေနဲ့ပတ်သက်တာမျိုးလေးတွေဥကောင်းနဲ့ပတ်သက်ပြီးတော့ ကြိုက်ခဲတာမျိုးလေးတွေအနေငယ်ကြုံရတာလို့ရင်ဘာမှဆူဆူဝါးဝါမရှိပါဘူးလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အလုပ်ပြိုင်နေပေါ်လာတတ်သောကာလဖြစ်ပါတယ်ဒါပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေပြီးတော့ဒီတလတာလုံးမှာကံကောင်းစဉ်ရံအတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့တောင်ဆူဆူရက်ကိုခင်းတွက်တာမျိုးလေးတွေကိုတတိထားဆင်ရင်ပေးဖို့လိုအပ်တယ်လို့အရေးကြီးသောကိစ္စတွေမှာရွှေရောင်တို့အထက်အောက်ရွှေရောင်တို့အဝါရောင်တို့ကိုဝစ်ဆင်သွားတာမျိုးလေးတွေတတိထားပြုမှုဆင်ရင်လိုက်ရင်ဂျင်းတွေပါအစဉ်ပြေလာမှာပါအဋိဋ္ဌံဝင်လို့တဲ့ဇာငယ်ရဲ့ စနေသားသမီးဓမ္မမိတ်ဆွေများအဖို့အနေနဲ့အဋိဌံပြုလို့တပဆိုရင်တော့ဖြင့်သူကတော်ဆိုတော့ဘုံတော်ပတိကိုတနေ့ကို သုံးပတ်လုံးနဲ့၁၂ရက်တည်းတည်းအဋိဌံပြုပါကအခက်အခဲမှန်သမျှပြည်လည်ပြီးတော့ကျင်းစင်ပပျောက်သွားမှာအတေးရာပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ကြီးကြီးမားမားရှိတဲ့အခါကြလို့ရှိရင်ဆရာအာယုံရတာလေးတခုပြောပြပေးမယ်ဟုတ်စရနဲ့မှာတော့မပါဘူးအစင်ပြေစီရန်အတွက်ယုံယုံကြည်ကြည်နဲ့လောက်ပါဆရာကိုယ်တိုင်ပြောရတယ်နော်အဲဆရာတို့ အမတော်မြာနန်းရွယ်ကိုပဝါအစိမ်းအောင်လေးတစ်ထည်လှူပြီးတော့ဗာလေးတော့ပြေပါစေဆိုပြီးတော့ရေရေဝုန်းဝုန်းနဲ့ဆူတောင်းမှာအထုသဖြင့်ဒီမန်းချက်ရွယ်ချက်နဲ့ပတ်သက်ပြီးလှူခြင်းနဲ့ဆိုတရဖူလေးတစ်ခုကိုလှူပြီးတော့ဆူတောင်းမှာအကယ်၍မှာအရှိရေးနဲ့ပတ်သက်လို့တမီးကြီးစားရေးအိမ်တော်ကြီးနဲ့ပတ်သက်လို့မေတ္တာကြီးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်တော့ပဝါလေးတစ်ထည်ကိုလှူပြီးတော့ဆူတောင်းလောက်ပါဂျိမ့်တွေပါအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိလာမှာအသေးချာပဲဖြစ်ကြောင်းဆရာပြောလိုပါတယ်ဒီတလတာလုံးမှာစနေသားသမီးမိတ်ဆွေတွေအဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံအကောင်းစီရန်အတွက် ြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့မခတ်ခဲပါဘူးခင်ဗျာเนาะကျတို့ဂျွေပကံများတစ်ချက်ချက်တစ်ချက်ထဲမှာဂျွေပကံများတစ်ချက်ထဲမှာကျတို့လာဗန်လို့ရေးလိုက်ဂျွေပကံများတစ်ချက်ထဲမှာလာဗန်လို့ရေးလိုက်လာရာလာပါကုန်းတည်တည်ပန်လာဗန်လို့ရေးလိုက်ပါလာဗန်လို့ရေးပြီးတော့ဆရာတို့မက်ဆေ့တော့မဟုတ်အကျွေးစီလေးတစ်စီကိုတင်လိုက်ပါကျွေးပကံများတစ်ချက်တည်းမှာလာဗန်လို့ရေးပါအကျွေးစီလေးတစ်စီကိုတင်ပါတင်ပြီးသွားတဲ့အခါအပေါ်မှာအဲ့ဒီအကျွေးစီပေါ်မှာဖျောင်းလိုက်တဲ့အတိုင်းတင်ထွင်းပါမိတ်ဆွေတို့ရဲ့အမြင့်တနေရာဈေးဆိုင်လုပ်ငန်းမှာအဲ တင့်တော်တဲ့နေရာထွင်လာဖခင်เจ้าဆောင်မဟုတ်ပါဘူးမိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပွင့်လန်းပြီးအဆတ်ဆတ်ရရအစင်ပြီးအောင်မြင်တိုးတက်ပြီးတော့ဒီကြတဲ့လျှောက်လာပိုင်းဟာကြိုက်တဲ့လောက်ဆိုးပါစေစနေတွေမှတ်မှုဘူးဆိုတာမျိုးမင်းတို့လောကရန်ရဲ့မိုးကောင်းတော့ရွာတာငါအတွက်တော့မင်းတို့အတွက်မင်းတို့ညံ့နေဆိုတာငါအိတ်နေတဲ့လောက်ပဲရှိတယ်ဆိုတာမျိုးကိုကျင်းသိပေါ့ကျုံးဝါနိုင်မဲ့လားဖြစ်တာအတိအကျပဲဖြစ်တဲ့အတွက်စနေတွေဟာ၆လပိုင်းကစပြီးတော့ကံဟာကျင်းသိပေါ့အကောင်းဘက်ကိုကူပြောင်းလာတာတော့ဆရာက ရဲရဲကြီးပြောရဲပါလေခင်ဗျာနော်ရှေ့လာတွေမှာလည်းဒီလောက်ထိတော့ညံ့စရာအကြောင်းမရှိတော့ဘူးဆိုတဲ့အကြောင်းနဲ့ fighting ဆိုတဲ့အကြောင်းပြောရင်ကဲစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်ကြပါစေခင်ဗျာ